မိတ်ဆွေများကြားမှာတော်မူကြပါစေခင်ဗျာဆရာမင်းလူရဲ့ဝတ္ထုတို့ဘောင်းချုပ်ထဲကရွှေဝါရောင်ဥပုပ်နေဆိုတဲ့ဝတ္ထုတို့လေးကိုလည်းနှဆင်ကြည့်ကြပါအောင်ခင်ဗျာစီစေးကြခြင်းဒီကျွန်တော်အတွက်သိပ်မကောင်းလာကြီးရှင်းပါမည် ကျွန်တော်၏အိတ်ခမ်းသည်မီးဖိုကြောင့်နှင့်ကပ်လျက်ရှိနေ၍မနေတတ်တော်လဲမီးတို့မြေပုံဆက်သွယ်နေမှမသိမီးဖိုကြောင့်မှတစုံတစ်ခုကြော်လော်လိုက်သည်နှင့်ညှော်နှံ့သည်ကျွန်တော်အခန်းထဲသို့တန်းငနေရောက်ရှိလာလေတော်သည်အရင်ကဆိုရင်စီစေးကြည့်သောကြောင့်ကျွန်တော်တို့အိမ်တွင်ကြော်လော်ခြင်းကိုတိတ်မပြုတ်နိုင်မိမိပြောလေရှိသော လုံးချက်ခေါ်စီနေနေဖြင့်ချက်သည့်ဟင်းများဖြင့်သာ ပြီးခဲ့ရသည်ယခုခါတွင်မူ မိမိသည် စီစည်းတွေကြပဟဲ့ဟုဆိုလျင်နတ်နှစ်တိုင်းဝမ်းမြောက်ဝမ်းသာကြော်၍သာနေတော်သည် ကျွန်တော်မှလည်းနတ်နှစ်တိုင်းညော်၍သာနေတော်သည်ယနေ့နတ်နှစ်တွင်လည်းညော်နှံ့သည်ကျွန်တော်ကောင်မလေးကကိုကိုထားတော်လီဟုလာပြောနေတကဲ့သို့ကျွန်တော်ကိုလာနိုးနေလေသည်နာယီကိုကြည့်လိုက်ရာခုနှစ်နာရီပဲရှိပါလေသည်နေ့မိမိရဲ့အစိုးရရှိသေးတယ် ညောကြောနေပြီလားဒီနေ့ဈေးမသွားဘူးလေမနေ့ကညနေကလေးကတောတယ်တွေစီကအမဲသားဝယ်ထားတယ်မင်းမဲအမဲသားကိုမြင်ပြီးငေုပ်သီးနဲ့ကြော်တာစားရင်လည်းဆိုမိမေကဒဲအိုးတဲ့သူအချိုးမုံကိုချိန်ဆပြီးထည့်ရင်ပြန်ပြောသည်ကျွန်တော်ကလည်းအစကလေးကမိမေကိုအပြစ်ဆိုရန်ရည်ရွယ်ရိပ်ပြောခဲ့ခြင်းမဟုတ်သောကြောင့်ဘာမှပြန်မပြောတော့ပဲမျက်နာတည့်ရန်ထွက်လာခဲ့သည် မျက်နာတုပ်ပြီး၍အင်ရှိကန်းသို့ထွက်လိုက်သောအခါဇပွဲပေါ်တွင်လက်ဖက်ရည်ပကံကိုအစင်သင့်မြင်လိုက်ရမှကျဉ့်တက်ကြောင်းမိမိသည် မပြောဘဲနှင့်သိ၍နေလေသည်ထို့ကြောင့်ပင်မိမိသည်အမေဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်ဟဲ့နည်းနည်းမြည်ကြည့်စမ်းဘာလို့နေတယ်လဲလို့မိမိကအသားကြော်နည်းနည်းထဲ့ထားသော အကျမ်းပကံလုံးလေးကို ရှေ့မှလာချ၏အဖတ်တစ်ဖက်ကိုယူ၍မြည်နေတော့မိမိက ကျွန်တော်ကိုစိုက်ကြည့်နေလေသည်သပင်ကရှေးလာပြီကွယ်သွားညံ့လိုက်ပါလားအိယာမနုံနုံချင်းခေါင်းမဖိမိတော့ကြောင့်ဖွာဆန်ကျဲနေသောသပင်များကိုကြည့်၍မိမေကပြောလိုက်ခြင်းဖြစ်သည်အမှန်အားဖြင့်လူကြီးတွေကရှေးလာပြီဟုထင်ပြီးလူငယ်တွေကမရှေးသေးပါဘူးဟုထင်၍ကျွန်တော်ကမလေးကအနေတော်ပဲဟုထင်မိအခြေအနေမှာရှိမည်ပတ်စံရှိတော်ဘူးမိမေရဲ့နင်းညာတငယ်ချင်းတွေကိုရွှေ့ရှင်ပြလိုက်ရလို့ကုံပြီး မိမိပေးပါမယ်။ဦးအစားလဲမိမိပေးတော့ပိုက်ဆံနှစ်ချက်ကိုယူ၍ထွက်လာခဲ့သည်။၃ကျွန်တော်စပင်ညှက်ရန်ထွက်လာခဲ့ခြင်းမဟုတ်ပါ။လက်ရှိကျွန်တော်စပင်ဤအခြေအနေလောက်ဖြင့်ကျွန်တော်မညှက်ခြင်းသေး။မှန်တိုင်းဝန်ခံရလျင်စပင်ရှည်ရခြင်းကိုကျွန်တော်ကြိုက်သည်။စပင်ရှည်လခြင်းဤအရသာကိုနားလည်အောင်ပြောရန်ခက်လာသည်။နောက်ဖက်ကစပင်သည် အင်ဂျီကော်လာတဝက်လောက်ထိဖုံးအုပ်၍မနေလျင်ကိုကိုကို ပုံမကျပန်းမကျဟုထင်သည်ဘေးကသပင်သည်နရွက်ဤအဖျားများကို တစွန်းတစဖုံးအုပ်၍မနေလျင်ကိုကိုကိုမလုံခြုံဟုထင်သည်ကြောကုန်းတဝက်လောက်ထိဖုံးအုပ်နေလောက်အောင် ရှေးလျားသောသပင်ကိုမူကျွန်တော်လည်းမကြိုက်ထို့သူဂုတ်သားပြောင်၍နကွင်းကျဲသောသပင်တူနှံ့နှံ့ကိုလည်းမကြိုက်ကြောင်းဝန်ခံပါ၏အမှန်အဖြစ် ယခုထွက်လာခဲ့ခြင်းမှာကျွန်တော်ဤကိုရေးကိုတာကိစ္စအတွက်ဖြစ်လေသည်အချစ်ကိစ္စကျွန်တော်ဤကောင်မလေးဖြစ်သောမိဆန်ကကျွန်တော်ကိုချိန်ထားသည်ဈေးထဲမှာဤမြလောက်လူရှုပ်သောဈေးထဲမှာချိန်သောကြောင့်ခက်ကြောင်ကြောင်အတွဲပဲဟုမထင်ကြပါနဲ့ကျွန်တော်တို့မှာချိန်เสียရနေရဒီတနေရာသာရှိသောကြောင့်ပါ လေးចောင်းမာတော့ငါဆိုရင်နေ့တိုင်းတွေ့နိုင်သည်တက်ကသူစာမေးပွဲတွေစစ်ပြီး၍ចောင်းပိတ်လိုက်တော့ခါကျွန်တော်တို့နှစ်ယောက်နီးလျက်နဲ့ဝေးကြရလေသည်မိဆန်ကြီးမိဘများကကျွန်တော်ပေါ်တိတ်ကြည့်ဖြူပုံမရဟုဆိုလေသည်ဘာကြောင့်မှန်းတော့မသိကျွန်တော်ကိုကျွန်တော်ပြန်စစ်ကြည့်လိုက်တော့ခါအပြစ်တစုံတရာမရှိဟုထင်မိသည်မိတို့ပင်ဖြစ်စေကျွန်တော်တို့ယောက်ဒီချင်းတွေ့ရန်ခွင့်လန်းမသားကြ သူ့ကိုအလွန်အမင်းလွမ်းဆွလာတော့ကသူမနဲ့ဈေးအလာကိုသွားဆောင်ရသည် ထို့အခါတွေ့ကြလေသည်ဟုထင်လျင်မှားပြီလိမ့်မည် သူဈေးလာလျင် သူ့အမတယောက်ကတော့ပါမြဲဖြစ်သည်ကျွန်တော်ကဆိုက်ကားဂိတ်အနီးရှိနေရင်လှုပ်သားများ၏ကောင်းမှုဖြစ်သောတဲကလေးထဲမှထိုင်းဆောင်သည်သူတို့ညီမနှစ်ယောက်တဲရှိကဖြတ်သွားတော့အခါသူ့အမမမြင်အောင်ပြုံးပြသည်ကျွန်တော်ကလည်းအတန်ငယ်ပြန်ပြုံးပြပါသည် သူတို့ဈေးဝယ်ပြီးပြန်ထွက်လာတော့အခါတွင်လည်းအပြန်အလှန်ပြုံးတုံလဲကြပြီးရင် တနေ့တာအတွက်ဇက်ထုတ်ပြတ်လေတည်းသူမှစီကျွန်တော်ကိုတည်တည်ချာချာမမြင်ဘူးသောကြောင့်မမတ်မိခြင်းအတွက်ပင်ယေရှုတင်အောင်မည်ဒီနေ့တွင် တော်တော်ထူးကြ၏သူသည်မနေ့ကကျွန်တော်တငယ်ချင်းမြင့်တောင်း၏အတော်ဆိုင်မှာဂေါ်ရခါသည်ဝယ်ရင် စာတို့ကလေးတစ်စောင်ပေးခဲ့သည် မြင့်တောင်းကကျွန်တော်စီယူလာသောကြောင့်ဖတ်ကြည့်လိုက်ရာ ဒီနေ့ဈေးအလာတွင် လာတွေ့ရန်ပြောเสียရှိသည်တယောက်ထဲလာခဲ့မည်ဟု၍ငါအမတ်73ဘတ်စကားမှတ်တိုင်သည်ဈေးရှိမှမရှိဈေးလွန်ပြီးမှကားရက်သည်ဈေးရှိတွင် လူရှုပ်သောကြောင့်ကားအရှိန်နှေးသွားသောအခါကျွန်တော်နောက်ပေါက်မှခုန်ချလိုက်လေသည်လှုပ်လိုက်လေအကျော်နဲ့နှစ်ပွဲကတ္တရာလန်းနှင့်ခြေတော်အထိတွင်အတန်တတန်ကိုကြား၍လှည့်ကြည့်လိုက်ရာ ချင်းဝင်းဖြစ်နေလေသည်ဖေအောင်မင်းတည်သွားလို့ငါတို့မွေငါအကျော်နဲ့နပွဲစားနေအောင်မယ်ချင်းဝင်းသူလာသွားပြီလားဘယ်သူလဲမောင်လွင်လားအိမ်သာတက်နေမင်းရလေကွာတည့်ရသားနဲ့မိဆံမလာသေးဘူးကွာဝှရှိသည်ပြီးစောင့်လိုက်အောင်ပေါ့ငါလစ်တော့မယ်ဖိုးကြီးခိုင်းထားလို့ဩချစ်ဒုက္ခချစ်ဒုက္ခချင်းဝင်းဒီကျွန်တော်ကိုလောင်ပြီးထွက်သွားလျင် ကျွန်တော်လဲစိုက်ကားတဲတဲ့ ဝင်းထိုင်နေလိုက်သည်မိဆန်သည်ကျွန်တော်ကိုအဘဲကြောင့်ချိန်သည်နီပြောစရာဆိုသည်မှာအဘဲနီသူမိဘကအခြားလူတစ်ယောက်နဲ့လက်ထပ်ရန်အတင်းအကျပ်စီစဉ်သောကြောင့်ခုပင်ကျွန်တော်နှင့်ခိုးရလိုက်တော့မည်ဆိုလျင်ဘယ်လိုလုပ်မည်နီခိုးပြီဆိုလျင်ဘယ်သူအိမ်ခေါ်သွားရမည်နီအကိုကြီးငိမ့်ကျော်မြင့်တောင်းခင်မော်တန်တန်ဦးအေးမြင့်တို့ဘာကြီးရှိရာတိမ်ချောင်းရွာ ်ဆန်တော်ရှင်ကြိုက်ဆန်စီတော်မြတ်မုတ်ဦးဆောက်လို့ရန်အတွက်အလူခန့်နေပါသည်ခမဈေးအလေပေါက်အနည်းတွင်မန္တတ်ထိုး၍အလူခန့်နေသောနေရာမှအတန်ချက်ဆက်တန်းထွက်လာသည်မန္တတ်ရှိတွင်လည်းဆောက်လို့မြည်မုတ်ဦးပုံစံကိုဆိုင်းပုတ်အကြီးကြီးဖြင့်ဆွဲပြထား၏။အော်ဒီနေ့ဥပုပ်နေပေကိုအတန်ချက်ဆက်မှသချင်းတန် ထွက်ပေါ်လာပြန်သည်။အလူတကားအလူတကား တိရိဓမ္မာအာတောကာယသာမန္တစီတို့ငေးကြည့်နေမိသောကြောင့်မိဆန်ကိုစောင့်ကြည့်ရန်ခိတ္တမြမေ့သွား၏အပြင်ဇေးရန်စီတို့မျက်လုံးကိုကစားလိုက်ရပြန်သည်ဇေးသွားဇေးပြန်တို့ရှုပ်ထွေးနေသောနေရာမှုမျက်စိညောင်းလာသည်တို့ရတွင်လူအုပ်ကြားထဲတွင်ပလတ်စတစ်ချင်းနှောင်းအနီကလေးဆွဲထားသောလက်မောင်းဖြူဖြူတုတ်တုတ်ကလေးကိုတွေ့လိုက်ရသဖြင့် ဆက်ကနေထလိုက်သည်လက်မောင်းကလေးကိုမြင်ရသည်ဖြစ်စေ သူဖြစ်မှန်ကျွန်တော်သိနိုင်သည်6ချက်ချင်းလိုက်သွားရင်ကောင်းမလားပြန်ထွက်လာအောင်စောင့်ရမလားသူ့ကိုယ်ရီမောင်းနေရများတနေရရာကစောင့်ကြည့်နေမလားစိတ်ထဲ၌ဒွိဟဖြစ်နေစေခုပဲလိုက်သွားပါတော့မည်ဟုတွေးပြီးလမ်းကိုဖြတ်ကူးလိုက်သည်ဈေးပေါဝါတွင်နှင်းစီပန်းတွေရောင်းနေသည်ကိုတွေ့ရသောကြောင့် အဖြူတွင်ဝယ်လိုက်သည် ပြာ30ဈေးထဲကိုရောက်တော့ခါသူ့ကိုဘယ်မှသွားရှာရမှန်းမသိဖြစ်နေပြန်သည်ဈေးထဲမှာပန်းအဖြူပွင့်တွင်ကင်၍ရောင်တိရောင်နှဖြစ်နေတော့ကျွန်တော်သည်လူကြီးစရာဖြစ်ချင်းဖြစ်နေလိမ့်မည် သူသည်မုံဟင်းကကြိုက်၏ထို့ကြောင့်မုံဟင်းကဆိုင်ဘက်သွားကြည့်မည်ဟုထွက်လာခဲ့သည်မုံဟင်းကဆိုင်တွင် လူတွေအုံနေကြသည် ထိုင်နေသူများတဲမှများ ရှိနေမလားဆိုပြီးဆိုင်နာသို့မယောင်မလဲကတ်သွားမိသည်ဟဲ့မုံဟင်းကစားမလို့လားလူရှုပ်နေငါဆိုင်ပေါ်ထိုင်စားပါလားမြင့်တောင်းတို့အတော်ဤဆိုင်သည်မုံဟင်းကဆိုင်နှင့်ကက်လျက်ရှိမှန်းကျွန်တော်သတိမရခဲ့အတော်သည်ကျွန်တော်လက်ထဲမှာပန်းမွင့်ကို မြင်သွားပြီလင်အမေပန်းနေပါရီနဲ့ပါလားငါတို့ကဟုတ်ဟုတ်စမမေ့ဖို့ပါတော်တော်ရဲ့အလိုတော်မင်းအမေကြီးကဒီအရွယ်ကြီးကြမှာပန်းပန်တဲ့လားရုပ်တိရှိအောင်လဲလိမ့်စမ်းမအောင်ကွယ်ကျွန်တော်ဒီရှက်ကိုရှက်ကန်းဖြစ်သွားပြီသွားမယ်တော်တော်ဟုအမြန်နှုတ်ဆက်ထွက်လာခဲ့၏ငါရန်နေသူဝင်လိုက်တော့အခါတွင်မှသူ့ကိုတွေ့ရသည်မိစံသည် ငါတလောက်ရောင်းသောအတော်ကြီးနှင့်တစုံတစ်ခုပြောနေသည်ကျွန်တော်အနားရောက်သွားသောအခါငားသေး၏အတန်ကိုကြားရသည်လက်ပါတယ်ကဝက်ကင်းဟဲ့ကလေးမရဲ့ရေခဲရိုက်မဟုတ်ဘူးအချားဝယ်သူတယောက်ရောက်လာသောကြောင့်စကားစပြတ်သွားသည်မိဆန်သည်ကျွန်တော်ကိုမြင်သောအခါပြုံးပြလေသည်ရှားလိုက်ရတာဟာတို့လည်းရှောက်ကြည့်နေတာပဲဈေးထဲမှာဒီလိုပဲ လာနေကြမဟုတ်ရင်ရှားရတာမလွယ်ဘူး ပြောစရာရှိတယ်ဆိုပြောလေသူ့လက်ထဲသူနှင်းစီပန်းကိုထည့်ပေးရင်းကမေးလိုက်သည်သူသည်ပန်းမွင်ကလေးကိုချင်မောင်ရွက်အစည်းများကြားသို့ထိုးထည့်လိုက်ပြီးမှဗာစိတ်ကူးပောက်သွားသည်မသိခေါင်းမှာပင်ပန်းလိုက်သည်ဒီနေ့မနေ့စာထမင်းအိမ်မှာလာစားဖို့ပြောမလို့ဟာဖြစ်ပါမလားမိစံတို့ရင်ကဖြစ်လို့ပြောနေတာပေါ့ပြီးတော့အဖေနဲ့အမေကလည်းသူ့ကိုတွေ့ခြင်းလို့တဲ့ ဘာအဖေနဲ့အမေကဟုတ်တယ်လေသူနဲ့စကားပြောကြည့်ခြင်းလို့တဲ့နည်းနည်းပါးပါးမေးမှာပေါ့အဆင်ပြေမှာပါလေဒါဆိုကောင်းတာပေါ့อืมဒါပေမဲ့လာမယ်ဆိုရင်သမင်းတော့ညက်ခဲ့နော်အဖေကသမင်းရှိတာမကြိုက်ဘူးတို့ကတော့ကြိုက်ပါတယ်အဖေတို့နဲ့ပထမဆုံးအချိန်တွေ့ရမှာဆိုတော့လေအင်းပါခုဒီကအပြန်ဝင်ညက်လိုက်မယ်လေဟဲ့ကလေးမအကောင်လိုက်ချိန်လိုက်ရမှာလား ခုတ်သားချိန်မှလာငါးတဲ့ကြီးကစကားကိုဖြတ်၍မေးသည် ဟုတ်သားပဲကျွန်တော်တို့ကသူ့ဆန်ရှိမှရက်နေကြပေတကူဟမ်မချိန်နဲ့တော့တော့မယူတော့ဘူးမိဆန်သည်ချင်းနှောင်းကို ကောက်ကင်သူ့ချင်းနှောင်းကို ယူ၍ဆွဲခဲ့လျင်ကောင်းမလားဟုတွေးမိသည်တို့ရတွင်မယူပြည့်ဘယ်လိုဖြစ်တာလဲမိဆန်ရဲ့တည်တည်ချာချာမေးပြီးမှဘာလို့မွေရတာလဲဒီနေ့မနေ့သူထမင်းလာစားမယ်မဟုတ်လား ။ तू อ่ะငါတလောက်ကိုညီလို့မကြိုက်ဘူး။ဒါကြောင့်မဝယ်တာ။ငါခုပဲဝယ်တော့မယ်။အိုးအလိုက်တိတက်လာကြီးလား။ဒါကြောင့်ကိုကမိဆန်ကိုတကယ်တော့ဈေးထဲမှာများရုပ်ရှင်ရိုက်နေတာကြာနေတာပဲ။အလွမ်းတည်နေလိုက်ကြတာခစ်ကာလာသားသမီးတွေများ။ तू ငါတလောက်ကိုမဝယ်တော့ကြောင့်မချေမနက်ဖြစ်ကြံခဲ့တော့90အတော်ကြီးဤအတန်းကျဲလောင်လောင်ကိုကြားလိုက်ရတော့အခါစကားကိုရှေ့မဆက်ဝင်တော့ကြီး။ မိဆန်ကိုဘတ်စကားပေါ်သို့တင်းပေးလိုက်ပြီးနောက်သပင်ညက်ဆိုင်ဘက်သို့လျှောက်လာခဲ့သည်ကျွန်တော်သည်ဥမျိုး၍နေလေသည်အိမ်မသာဆိုရင်တချင်းအော်ဆူမိလိမ့်မည်လမ်းလျှောက်ရင်အတိတယောက်ယောက်များ တွေ့မလားဟုဟိုဒီကြည့်မိသည် တွေ့ရင်ပြုံးပြခြင်းသောကြောင့်ဖြစ်သည်ရက်နေသောကလမာကြီးတယောက်ဘေးမှဖြတ်သွားစဉ်သူကကွန်ဒရီလှမ်းထွေးလိုက်သည်ကျွန်တော်ခြေထောက်တွင်ကွန်ဒရီအနေငယ်ပေးကြံသွားသည် တို့ရရင်ကိစ္စမရှိပါဘူးဟူသောသဘောဖြင့် ကျွန်တော်ပြုံးပြလိုက်သည်ကလမာကြီးကဘာမှမသိလိုက်ပဲသူ့ကလာကြီးကိုသာစကားတွေပြောနေသည်လျှောက်လာရင်ဈေးအလေပေါက်ကို ဖြတ်မိသောအချိန်တွင်အတန်ချက်ဆက်တန်ကိုကြားရပြန်သည်ကြိုက်ဆန်းဈေးဒီတော်မြတ်ကြီး မုတ်ဦးဆောက်လို့ရန် အလူခံနေပါသည်ခမညာထိုတန်ကိုကြားရသောအခါကျွန်တော်တွင် လူချင်းတန်းကျင်စိတ်များပေါက်လာလေသည် ိတ်ထဲတွင်ပိုက်ဆံတကြက်ပြား60သာရှိသည်ဇပင်ညက်ခတကြက်ခွဲကားက10ပြားအတိပဲမလူတော့ပါဘူးဟုစိတ်ကိုလျှော့၍ဆက်လျှောက်ခဲ့သည်လေးငါလမ်းမြလမ်းလိုက်စဉ်တွင်ဆိုက်ကားဆရာ ကိုလင်းဦးကလုတ်အားကငွေတကြက်တီတီကို လူတန်းပါသည် ခမညာထို့တို့သောလူရသောအကျိုးအားကြောင့်ကျွန်တော်ခြေလမ်းသည်တုံငနေဖြစ်သွားသည်ခြာကနေလဲ့လိုက်သည် အလူကံမန်တက်နဖူးစီမဗုဒ္ဓမြတ်စွာ၏ပုံတော်သည်ကျွန်တော်ကိုအေးဟိအေးဟိခေါ်နေသည်ဟုထင်ပါသည်မန်တက်စီတို့တန်တမ်းမတ်မတ်လျှောက်သွားသည်အလူငွေလက်ခံရန်အလဲကျနေသောဦးလေးကြီးကိုငွေတစ်ချပ်ပေးလိုက်သည်ပြန်လဲထွက်မြေအပြုတွင်ဟေ့တငယ်နေပါဦးကွာမင်းနာမည်ပြောသွားပါအောင်တော်ကြတကြားမင်းကအလူရှင်နာမည်မသိဘဲနေဦးမယ်ထိုးလေးကြီးက ပျော့ပျော့နေတတ်သူဖြစ်ဟန်တူလေသည်နေပါစီဦးလေးရေနမဲတွေပါတွေထဲ့မနေပါနဲ့တော့ကျွန်တော်ဖာသာသိရင်ပြီးတာပါပဲကျွန်တော်လှည့်ထွက်ခဲ့သည်ထိုးချိန်မှပင်စောစောကဦးလေးကြီးဆူတောင်းတန်ကိုအတန်ချက်ဆက်မှကြားလိုက်ရလေသည်သပင်းရှိရှိနဲ့တငယ်လေးကအလူတော်ငွေတစ်ချက်တီးတီးလူတန်းပါသည်ခမညာဤသို့လူတန်းရသောအကျိုးကြောင့် ပေးမကုံလူမခန့်ဘရုံမရွှေကြပန်းကဲ့သို့လန်းဆန်းပါစေတော်ထိုနှစ်နန္ဒခင်းသည်ကောင်းသောနန္ဒခင်းမဟုတ်ဟုမိသူပြောဝန်ပါသည်။ငွေတာကြီးဇန်နဝါရီ1989ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ဆရာမင်းလူရဲ့ဝတ္ထုတော်ဘောင်းချုပ်ထဲကရွှေဝါရောင်ဥပုံနေဆိုတဲ့ဝတ္ထုတော်လေးကိုတင်ပြခဲ့တာဖြစ်ပါတယ်။ ဆက်လက်တင်ပြအောင်မယ့်ဝတ္ထုတို့များကိုလည်းစောင့်မျှော်အားပေးနားဆင်တော်မူကြပါအောင်ခင်ဗျာ